ကျွန်တော်တို့အခုဒီလွတ်တော်တန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီလွတ်တော်တခုတည်းကိုပြောင်းလဲတာမဟုတ်ဘူးအစိုးရအဖွဲ့တခုလုံးမှပြောင်းလဲတာဖြစ်တဲ့အတွက်ဒါကတော့အပြောင်းလဲကြီးတယ်လို့ပြောလို့ရမှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတမိုင်းမှာလည်းဒီလိုပြောင်းလဲမှုတခါမှမရှိခဲ့ဘူးအဲ့လိုဖြစ်အောင်လည်းအားလုံးကဝိုင်းပြီးစူးစမ်းခဲ့ကြတာပေါ့နော်ကျွန်တော်တို့ case ဆက်ဆက်အားလုံးစူးစမ်းခဲ့ကြတယ်ဒါကတော့ကျွန်တော်တို့ကတမိုင်းသက်တခုအနေနဲ့တော့ဟိုအင်းနဲ့အားနဲ့သွားနိုင်မယ်တိုင်းပြည်အပြောင်းလဲတခုကိုကျွန်တော်ဒီငါးနဲ့တတန်းအတွင်းမှာအားလုံးပူးပေါင်းဆောင်ရွက်ပြီးသွားနိုင်မယ်လို့ယုံကြည် ဒုတိယကြိမ်လွှတ်တော်သက်တမ်းအနေနဲ့ပြည်သူ့လွှတ်တော်ကိုဒီကနေ့ February လ၁ရက်နေ့မှာစပြီးကျင်းပခဲ့ပါတယ်။အခုလွှတ်တော်ဟာအတိုက်ခံမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကိုယ်စားလှယ်အများစုနဲ့အနိုင်ရပြီးမှစတင်တဲ့သမိုင်းဝင်တဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။ဒီကနေ့လွှတ်တော်မှာလှုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့သတင်းယူနေတဲ့သတင်းတောက်ကိုကျော်စရာဝင်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။ဟုတ်ကဲ့ကိုကျော်စရာဝင်းရေဒီကနေ့ဒုတိယအကြိမ်လွှတ်တော်ရဲ့ပထမနေ့မှာဘာတွေလုပ်ခဲ့သလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးပါရှင့်။ ော်ဟုတ်ကဲ့ခင်ဗျာဒီကနေ့ဒုတိယအကြိမ်ပြည်သူ့လွတ်တော်ပထမပုံမှန်အစည်းအဝေးရဲ့ပထမဆုံးနေ့လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကဒီနေ့ကပြည်သူ့လွတ်တော်ကိုပဲစခေါ်တာပါခင်ဗျာအမျိုးသားလွတ်တော်ကဒီဇန်နဝါရီ3ရက်နေ့မှာမှခေါ်မှာပေါ့နော်အခုပြည်သူ့လွတ်တော်မှာတော့ဒီနေ့လှုပ်တာတွေကတော့ဒီတဘာပတိအတွက်နေရာယူတယ်ပြီးလို့ရှိရင်အမှတဘာပတိကဂရီတစ္ဆာပြုတယ်ပြီးတော့ဂရီတစ္ဆာပေါ်မှာလက်မှတ်ထိုးတယ်ဘာပတိဖြစ်ရွေးချယ်ခံတဲ့လူကတော့ဒီတောင်းဆုံမျိုးနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်တော်ခင်တိကျပဲဖြစ်ပါတယ်ခင်ဗျာအဲ तू ကတဘာပတိဖြစ်ဆောင်ရွက်ပြီးတော့ဒီ ဟိုပထမနှုတ်ခွန်းတဲ့စကားပြောကြတယ်ပြောကြပြီးတော့နောက်ဒီပြည်သူ့လွတ်တော်အစည်းအဝေးအထမြောက်ကြောင်းပေါ့နောက်ပြီးတော့အဲ့မှာကပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေကိုဒီကတိတစ္ဆာပြုတာတို့ဘာလို့လုပ်တယ်အဲ့အဲ့ဒီကနေမှဒီဟိုပြည်သူ့လွတ်တော်ဥက္ကရာရွေးချယ်တင်မြောက်တာတို့ဘာလို့ဆက်လုပ်ပါတယ်ခင်ဗျာဒီပြည်သူ့လွတ်တော်ဥက္ကရာကိုတော့ဒီကျွန်တော်တို့တောင်ဝင်းမဲဆန္ဒနယ်ကဒီဥဝင်းမြင့်ပေါ့နော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒီထိတ်တန်းကောင်းဆောင်လေးဖြစ်တဲ့ဥဝင်းမြင့်ကနေပြီးတော့ဆောင်ရွက်ပါတယ်ဒီနောက်တစ်ခုပြည်သူ့လွတ်တော်ဒီဥက္ကရာဖြစ်သွားတော့ရွေးချယ်လိုက်တာကတော့ဒီကျွန်တော်တို့ပြည်ခိုင်မျိုးပါတီက ဥတီခွန်မြတ်ကိုရွေးချယ်လိုက်ပါတယ်ခင်ဗျ။အော်ဟုတ်ကဲ့ကိုကျော်စရာဝင်းရေပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရတဲ့ဦးဝင်းမြင့်ကတော့အဲ့ဒီလွတ်တော်မှာဗားရီများထူးထူးခြားခြားပြောသွားပါလဲရှင်။ဟုတ်ကဲ့ခင်ဗျပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရတဲ့ဦးဝင်းမြင့်ကတော့ဒီအဓိကပြောသွားတာကတော့ဒီကိုယ်စလဲတွေပေါ့နော်ဒီကူတက်လာတဲ့လွတ်တော်ကိုယ်စလဲတွေနေရေးထိုင်ရေးစားရေးတောက်ရေးကိုအဓိကထားပြီးတော့ဆောင်ရွက်ပေးခဲ့တဲ့တူတော်ဥွှေမန်းကိုကျေးဇူးတင်ကြောင်းပြောပါရစေ။ဒီနောက်တစ်ခုကတော့ဒီဟိုလွတ်တော်မှာဒီ ဟိုဘောကိုကိုစလဲရီအနေနဲ့အနေထိုင်သွားအလာဆင်ကျင်ဖို့ပေါ့နော်ဒီဂွန်သိက္ကာရရှိနေထိုင်ကြဖို့လည်းဆက်ပြောပါတယ်နောက်တစ်ခုကတော့ဒီလွတ်တော်နေဥပဒေတွေဥပဒေတွေရေးဆွဲရမှာလဲဒီသူ့အနေနဲ့လွတ်တော်ဥက္ကဋ္ဌတယောက်အနေနဲ့ဒီဘာခေါ်မလဲဒီအဂရီအဂရီကင်းစင်စွာဆောင်ရွက်ဖို့သူကတိပြုသွားပါတယ်ခင်ဗျာအာဟုတ်ကဲ့ပါရှင်ကိုကျော်စရာဝင်းရေအဲ့ဒီလွတ်တော်ကိုတက်ရောက်လာတဲ့တခြားလေးလာသူတွေကရောဟိုဘာတွေများပြောကြတာတွေရှိပါလဲရှင် ဟုတ်ကဲ့ခင်ဗျာဒီကနေ့လွတ်တော်ကိုတက်ရောက်လာတော့ဒီကျွန်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံကဖြစ်တဲ့ဦးတင်ဦးတက်ရောက်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ EU တာမတ်ကြီး Mr. Roland Kubia တို့နောက်တစ်ခုက UK တာမတ်ကြီးတို့လည်းတက်ရောက်ပါတယ်အဲ့ဒီမှာကဒီ NLD ရဲ့ဒီအနိုင်ကဖြစ်တဲ့အဘဦးတင်ဦးကတော့ဒီလိုမျိုးနိုင်ငံဒီလိုမျိုးပေါ့ဒီလိုဒီလိုနေ့ကတမိုင်းဝင်တဲ့နေ့တနေ့ဖြစ်တယ်ပေါ့နော်အဲ့ဒါသူတို့အနေနဲ့ဒီပျော်ရွှင်ရတယ်ပေါ့ဒီသူတို့လိုချင်တဲ့ဟာမျိုးဖြစ်လာခဲ့တယ်နောက်တစ်ခုက EU တာမတ်ကြီးကတော့ဒီ တလုံးမြန်မာနိုင်ငံရဲ့နိုင်ငံရေးအသွင်ကူးပြောင်းရေးကာလတည်တည်ငြိမ်ငြိမ်နဲ့ပြီးသွားတဲ့အတွက်ဝမ်းမြောက်ကြောင်းသူဆက်ပြောပါတယ်နောက်တစ်ခုကတော့ဒီဟိုရွေးဒီ NLD ရဲ့ကိုယ်စားလှယ်တဦးကတော့ဘလို့သူကတော့ဆက်ပြောတာကတော့ဒီကျွန်တော်တို့မင်းမင်းကြီးတဲ့နေရာမှာတော့သူပြောတာကဒီလိုမျိုးပေါ့နော်အခုဒီလွတ်တော်ဥက္ကဋ္ဌကိုဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဥဥင်းမြင့်ကိုရွေးချယ်တယ် နောက်တစ်ခုဒုဥက္ကဋ္ဌကိုပြည်ခိုင်မျိုးပါတီရဲ့ဥတီခွန်မြတ်ကိုရွေးချယ်တယ်ဆိုတော့ဥတီခွန်မြတ်ကိုရွေးချယ်တာကလည်းဒါဒါဖြစ်သင့်ဖြစ်ထိုက်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကဥပဒေပညာရှင်ဖြစ်တယ်နော်အဲ့လိုမျိုးပေါ့ဥပဒေဒီဥပဒေပူပေါင်းရေးပူပေါင်းကော်မတီမှာလည်းဒီဟိုဥက္ကဋ္ဌလုပ်ခဲ့တာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့သူ့ကိုရွေးချယ်တာမှန်ကန်ပါတယ်ဆိုပြီးတော့ဒီပြောတာမျိုးတွေလည်းရှိပါတယ်ခင်ဗျာအဟုတ်ကဲ့ပါအခုလိုမျိုးဖြည့်ကြပေးတဲ့ကိုကျော်စရာဝင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဒါကတော့ဒီကနေ့မှစတင်တဲ့ပြည်သူ့လွှတ်တော်ပထမနေ့အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ ွားပြီးသတင်းယူနေတဲ့သတင်းတောက်ကိုကျော်စရာဝင်းကိုတိုက်ရိုက်မြင့်မြန်ခဲ့တာပါရှင်ဆက်လက်ပြီးတော့ကြန့်ရှိနေသေးတဲ့သတင်းတွေကိုထုတ်လွှင့်ပေးပါဦးမယ်ရှင်